မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ April 8ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်။ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့တင်ကန်းညီနောင်စစ်ဗျူဟာကလက်နက်ချအညံ့ခံခဲ့ပြီးတဲ့နောက်မှာမြောက်ရီမြို့မှာရှိတဲ့စစ်ကောင်စီတပ်ရဲ့အုတ်ချုပ်ရေးကိုရုတ်သိမ်းတော့မှဖြစ်ကြောင်းကိုပြောဆိုနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အခုပြောနေကြတာကတော့မြောက်ရီကစစ်ခွေးတွေကိုမဲဆောက်ကနေထုတ်ပြီးရန်ကုန်ကိုတဲမယ်။မြောက်ရီအုတ်ချုပ်ရေးရုတ်သိမ်းတော့မယ်လို့ပြောနေကြပြီ။တနေ့ကလက်နက်ချတာများတော့အခုကြံတဲ့သူတွေကိုဆွဲထုတ်မယ်ထင်တယ်။ စစ်ကောင်စီကမြောက်ရီအုပ်ချုပ်ရေးရပ်သွားရင်တရားလဲပိတ်ပြင်မယ်ထင်တယ်လို့မဲဆောက်ရဲတပ်ဖွဲ့အတိုင်းဝိုင်းနဲ့နှိစက်တဲ့သူတွေကပြောဆိုလာပါတယ်။ကရင်ပြည်နယ်မြောက်ရီမြို့နယ်အတွင်းစစ်ကောင်စီရဲ့အရှိတောင်တိုင်းစစ်ဌာနချုပ်လက်အောက်ခံတင်ငန်းညီနောင်စစ်ဖြူဟာအခြေချစခန်းကအရာရှိအစ်စ်68ဦးအခြားနဲ့တပ်သားအစ်စ်430ဦးရဲမေ59ဦးနဲ့တပ်မိသားစုဝင်82ဦးစုစုပေါင်း638ဦးတို့ဟာကရင်အမျိုးသားကာကွယ်တပ်ဖွဲ့နဲ့တော်လိုင်းပူးပေါင်းတပ်ဖွဲ့ထံနေမှာအေပီလ9ရက်နေ့ကလက်နက်ချအညံ့ခံခဲ့တယ်လို့သိရပါဗျ။ ်မြောက်ရီမြို့အနီးစစ်ကောင်စီတပ်ကကြံရှိနေတဲ့ခလာရ295တရင်မှာလဲ KNLA နဲ့ပူးပေါင်းတပ်ဖွဲ့တွေကပိတ်ဆို့ထားပြီးတော့မြောက်ရီမြို့နယ်မြေအတွင်းမှာ BGF DKBA KNU KNLA PC တို့ဟာလဲတွာလာလှုပ်ရှားမှုတွေရှိနေကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆလဘီတင်ဆက်ပေးရမယ်သတင်းကတော့စစ်ကောင်စီကဆေးလွတ်လိုက်ပြီးတော့လက်ရှိမဲဆောက်လေးစိမ့်မှာစိုက်ရောက်နေတဲ့မြန်မာအမျိုးသားလေကြောင်းလိုင်း MNA ATR 726600လေရင်ကိုထိုင်းစစ်တပ်နဲ့ထိုင်းရဲတပ်ဖွဲ့ကလေရင်ကွင်းအပြစ်လုံခြုံရေးယူပေးထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ April 9ရက်နေ့ညပိုင်းရန်ကုန်လေစိတ်ကနေထွက်ခွာသွားတဲ့စစ်ကောင်စီရဲ့ MNA လေရင်ဟာ April 9ရက်နေ့ညထိုင်းစံတော်ချိန်ည၈နာရီခွဲအချိန်မှာမဲဆောက်လေစိတ်ကိုစိုက်ရောက်ခဲ့တယ်လို့သိရပါဗျ။မြောက်ရီမှာပိတ်မိနေတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုကယ်ဆယ်ရေးလှုပ်ဆောင်ရမှာပါဝင်ညှိနှိုင်းဆောင်ရွက်ပေးကြမယ်စစ်ကောင်စီကိုယ်စားလှယ်တချို့လည်းလိုက်ပါသွားတယ်လို့သိရပါဗျ။ AP လ၈ရက်နေ့မှာ ပိတ်မိနေတဲ့သူတွေကိုကယ်ဆယ်ရေးစတင်မှဖြစ်တယ်လို့သိရပါတယ်။လေရင်ကမနက်ကလေးကသွားရမှာအခုကညမှထွက်သွားတာအေပီလာရှေ့ရနေ့ကနေစပြီး၃ရက်ပြန်တမ်းမယ်လို့နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်ကပြောဆိုထားပါတယ်။ထိုင်းနိုင်ငံအခြေစိုက် The Standard သတင်းဌာနရဲ့ဖော်ပြချက်အရထိုင်းအစိုးရနဲ့စစ်ကောင်စီတို့ကြားမှာညှိနှိုင်းချက်အရစစ်ကောင်စီရဲ့ ATR 72600လေရင်ဆက်ရောက်ခွင့်ပြုလိုက်ပြီးတော့ပိတ်မိနေတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုကယ်ဆယ်ရေးဆောင်ရွက်မှာဖြစ်တယ်လို့သိရှိရပါတယ်။မြန်မာစစ်ကောင်စီကနိုင်ငံခြားရေးဝန်ကြီးဌာနလမ်းကြောင်းကနေထိုင်းအစိုးရနဲ့ညှိနှိုင်းလာပါတယ် မြောက်ရီဘက်မှာရှိနေတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ဌာနဆိုင်ရာဝန်ထမ်းတွေကိုရွှေ့ပြောင်းဖို့အတွက်မြန်မာစစ်တပ်လေယာဉ် ATR 72600ကိုတပ်ခရိုင်မဲဆောက်လေစိတ်မှာစင်းခွင့်ပြုတ်လိုက်ပြီလို့ထိုင်းစစ်တပ်နဲ့နှီးဆက်တဲ့သတင်းအရင်းမြစ်ကပြောဆိုထားတယ်လို့သိရပါဗျ။ဒါအပြင်ရန်ကုန်မဲဆောက်ကိုတုံးရတာလေရင်ခရီးစဉ်ပြန်တမ်းဖို့အတွက်စစ်ကောင်စီမြန်မာတန်ယုံကထိုင်းအစိုးရကိုမြစ်တာရက်ခံထားတယ်လို့ထိုင်းသတင်းဌာန The Reporter ကသတင်းဖော်ပြထားတာကိုတွေ့ရပါဗျ။ အဲ့ဒီမြစ်တာရက်ခန့်ဇာမှာမြန်မာအမျိုးသား၄ချောင်းလိုင်း MNA ရဲ့လေရင်များက AB လ9ရက်၈ရက်နဲ့9ရက်နေ့တွေမှာရန်ကုန်မဲဆောက်လေရင်ခရီးစဉ်များပြန်တမ်းมาဖြစ်ပြီးတော့ပြန်တမ်းမဲ့လေရင်အမှတ်များကိုအဲ့ဒီစာမှာအတိအကျဖော်ပြထားတယ်လို့တွေ့ရပါတယ်။အဲ့ဒီပြန်တမ်းမှုဟာမြောက်ရီမြို့မှာပိတ်မိနေတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်များဌာနဆိုင်ရာဝန်ထမ်းများကိုထိုင်းနိုင်ငံမဲဆောက်မြို့ကနေပြီးတော့ရန်ကုန်မြို့ကိုပြန်လည်ခေါ်ယူသွားมาဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မကွေးတိုင်းကံမမြို့တာကြီးတောင်ရေနံမြေမှာစစ်ကောင်စီရဲ့စစ်ရင်တန်းကရိတ်ခါရင်9စီးကိုတော်လိုင်းတပ်ဖွဲ့တွေကတက်ခိုက်သိမ်းဆီးပြီးတော့ရရှိထားတဲ့ရိတ်ခါတွေကိုပြည်သူတွေထံကိုပြန်လည်မျှဝေပေးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အေပီလာ၂ရက်နေ့မကွေးတိုင်းကံမမြို့နယ်တာကြီးတောင်ရေနံမြေအနီးမှာစစ်ကောင်စီတပ်ဖွဲ့များနဲ့ရိတ်ခါရင်တန်းကိုပြည်သူတော်လိုင်းရေးတပ်ဦး PRF အပါအဝင်တော်လိုင်းပူးပေါင်းတပ်ဖွဲ့တွေကကြားပြတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။ပခောက်ကူတပ်မတရားတက်ကနေပြီးတော့ထွက်ခွာလာတဲ့ စစ်ကောင်စီအင်အားရာချီပါတဲ့စစ်ကြောင်းကိုမိနစ်40ကြာအောင်ကြားဖြတ်တိုက်ခိုက်စီးနင်းခဲ့ပြီးတော့နောက်ဆုံးမှာစစ်ကောင်စီရဲ့ရိတ်ခါရင်ခွနစီးကိုမိရှုဖြတ်စီးနိုင်ခဲ့တယ်လို့သိရပါတယ်။ဒါ့အပြင်တင်းစီရမိထားတဲ့ရိတ်ခါတချို့ကိုလည်းနီးဆက်ရာဆက်ပေးတဲ့ပြည်သူတွေထံမှပြန်လည်မျှဝေပေးခဲ့တယ်လို့သိရပါတယ်။စစ်ကောင်စီကအတင်းအဓမ္မခေါ်ဆောင်ပြီးတော့ရင်နှန်းမှာပါဝင်လာတဲ့ရတပြည်သူတချို့ကိုလည်းဂျားကာလာအစိုးရရဲ့တပ်ဆိုင်ရာတာဝန်ရှိတဲ့ဒူတွေထံမှအနှံပေးခဲ့တယ်လို့သိရပါတယ်။စစ်စင်ရေးမှာပြည်သူတော်လှန်ရေးတပ်ဦး PRF အပါအဝင် ်ပြည်သူ့ဒီမိုကရက်တစ်တပ်တော် PDO PDA ပခုတ်ကူခရိုင်တရဲဆက်သုံးအနောက်လွင်ပြင် LPDF AR အနောက်ကမ္မပကဖ PDF ကမ္မကမ္မပကဖ BLY ပြည်သူ့ကာကွယ်တပ်ဖွဲ့နယ်စည်းမခြား Freedom Federal စစ်ကြောင်းတက်တို့နဲ့အတူပူးပေါင်းပါဝင်ခဲ့ကြကြောင်းသတင်းရရှိပါရခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းတောင်တာမြို့နယ်တရားကြီးရွာမှာမတရားဆင့်မှုထမ်းခိုင်းမှုအတွက်ချိန်ချောက်လူစုပေးနေတဲ့သူ၃ဦးကိုဝင်ရောက်ပြစ်ခတ်ရှင်းလင်းရာနှစ်ဦးသေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးရမယ့် ဧပြီလ6ရက်နေ့ည10:00နာရီခွဲအချိန်ကတောင်သာမြို့နယ်တရားကျွော်မှာအကြမ်းဖက်စစ်ကောင်စီနဲ့ပူးပေါင်းပြီးတော့ကျေးရွာနေလူငယ်တွေကိုအတင်းအဓမ္မဆက်မှုထမ်းခိုင်းမှုအတွက်ချင်းချောက်ကစရဲကောက်ခံခြင်း PDF သတင်းများကိုစုံစမ်းပြီးတော့အကြမ်းဖက်စစ်ကောင်စီတပ်ထံကိုသတင်းပေးပို့ခြင်းကျေးရွာအတွင်းမှာမီတာကားတွေကိုအတင်းအဓမ္မချင်းချောက်ကကောက်ခံခြင်းတို့ကိုလှုံ့ဆော်နေတဲ့သူအောင်ကိုဖိုးစော်နဲ့တိုက်ဦးတို့ကိုဝေရောက်ပြက်ခတ်ရှင်းလင်းအောင်အောင်ကိုနဲ့ဖိုးစော်ဟာနေရာမှာတွေပွဲချင်းပြီးတေဆုံးပြီးတိုက်ဦးကတော့ထွက်ပြေးလွတ်မြောက်သွားတယ်လို့သိရပါဗျ။နှကောင်ကတော့ပွဲချင်းပြီးသေးပါတယ်။ တိုက်ဦးကတော့လွတ်မြောက်သွားတယ်မပြစ်ခင်မပြေးနဲ့ငြိမ်နေလို့ပြောတဲ့အချိန်မှာထွက်ပြေးတာအဲ့လိုထွက်ပြေးလို့ပြစ်တဲ့အချိန်မှာသူ့မိမကဝင်ကာပေးလိုက်လို့တနက်တစ်ချက်တော့ထိသွားတယ်အဲ့ဒါနဲ့ဆက်မပြစ်တော့ဘဲနဲ့ရက်လိုက်တာမဆိုင်တဲ့သူတွေထိခိုက်မှာစိုးရိမ်လို့ဒဏ်ရာရတဲ့အမျိုးသမီးကိုတော့တောင်သာဆေးရုံကိုပို့ထားတယ်ကြားတယ်တေဆုံးတာရှိမရှိတော့မသိရသေးဘူးစစ်ခွေးတွေနဲ့ပြူစောထီးတွေရွာထဲဝင်လာပြီးတော့တနက်တွေပြစ်ဖောက်နေကြပါတယ်လို့ညောင်ဦးမျိုးနဲ့အထူးချေမုံရေးတာဝန်ခံစစ်ပိုင်ကတရင်ပေးဖို့ပြောဆိုလာပါတယ်၎င်းပြစ်ခတ်ရှင်းလင်းမှုကိုပကံစစ်တီညောင်ဦးမျိုးနဲ့အထူးချေမုံရေးတပ် ပကံပြည်ဘလူးတက်ညောင်ဦးမြို့နယ်ဘက်ကဖရန်ကြီးအောင်ညောင်ဦးမြို့နယ်ဘက်ကဖညောင်ဦးခရိုင်တက်ရဲ9နဲ့ရဲဘော်ညီနောင်ညောင်ဦးခရိုင်တက်ရဲ9တက်ခွဲနဲ့တို့ကပူးပေါင်းပြီးတော့အဖွဲ့3ဖွဲ့ခွဲပြီးတော့ဝင်ရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။ပေဆုံးသွားတဲ့အောင်ကိုဟာအကြက်ဖက်စစ်ကောင်စီထမ်းမှာစစ်မှုထမ်းဖို့အတွက်ကြေးရွာနေပြည်သူတွေကိုအတင်းအဓမ္မချင်းချောက်ချင်း PDF များဖြတ်တန်းသွားလာမှုနဲ့တရားကြေးရွာပတ်ဝန်းကျင်မှာခိုးအောင်းနေတဲ့ PDF တပ်ဖွဲ့နေရာတွေကိုစုံစမ်းပြီးတော့ အကြမ်းဖက်စစ်ကောင်စီထံကိုသတင်းပေးဖို့ဂျင်းတွေကိုလှုပ်ဆောင်နေတဲ့သူဖြစ်တယ်လို့သိရပါတယ်။တေဆုံးသွားတဲ့ဖိုးစော်ဟာကြမ်းဖို့ပါတီဝင်တအုပ်ဖြစ်ပြီးတော့အကြမ်းဖက်စစ်ကောင်စီတပ်သားများပြူစောတိများနဲ့ပူးပေါင်းပြီးတော့ပတ်စံရှာဖွေထောက်ပံ့ပေးနေတဲ့သူဖြစ်တယ်လို့သိရပါတယ်။ဒါအပြင် PDF များကိုစစ်ဖက်နဲ့နင်းပြမယ်လို့ချင်းချောက်ကြွေးကြော်ခဲ့တဲ့သူဖြစ်တယ်လို့လည်းသိရပါတယ်။ ဖွက်ပြေးလွတ်မြောက်သွားတယ်တိုက်ဦးဆိုတဲ့သူဟာကြေးရွာအတွင်းမှာမိသားကားတွေကိုကောက်ခံရမှာအကြမ်းဖက်စစ်ကောင်စီတပ်သားတွေကိုမကြခဏခေါ်သွင်းလာပြီးတော့အာဏာပြခြင်းကြေးရွာနေလူငယ်တွေကိုအကြမ်းဖက်စစ်ကောင်စီထံမှစစ်မှုထမ်းဖို့အတွက်ချင်းချောက်လူစုနေသူဖြစ်ကြောင်းတရင်ရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်တရင်ကတော့သခိုင်းတိုင်းမုံရွာမြို့မှာနေထိုင်ပြီးတော့အကြမ်းဖက်စစ်ကောင်စီအုပ်စုရဲ့လက်အောက်ခံဝန်ထမ်းတွေအတွက်အခွန်အခကိစ္စတွေအပဝင်အိမ်ချမ်းမြေလုပ်ငန်းတွေကိုပါလုတ်ကင်ပေးနေတဲ့ကျော်စိုးသူဆိုတဲ့သူကို Dragon Brothers Task Force DBDF ကဖမ်းဆီးထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်စစ်ကောင်စီအုပ်စုနဲ့ဆက်ဆက်နေတဲ့ကြော်ဆိုးသူဦးကိုဖမ်းဆီးရမိတဲ့အချိန်မှာပစ္စတိုတလက်နဲ့ကြီတချို့ကိုပါတွေ့ရှိရပြီးတော့လက်ရှိမှာသူ့ကိုအေးအေးယူဖို့လှုပ်ဆောင်နေတယ်လို့လည်းသိရပါတယ်စစ်တပ်မိသားစုဝင်တွေနဲ့ရဲမိသားစုဝင်တွေထံမှနေ့စဉ်အဝင်အထွက်ပြုလုပ်နေတဲ့ကြော်ဆိုးသူဦးကိုလာတော်ကြာစောင့်ကြည့်လေ့လာခဲ့ပြီးတဲ့နောက်မှာကျွန်တော်တို့ Dragon Brother Test Book မုံရွာတရင်16ခွဲ3နဲ့ Chimrin Brothers အဖွဲ့တို့ကပူးပေါင်းပြီးတော့လက်ရဖမ်းဆီးခဲ့ကြခြင်းဖြစ်တယ်လို့သိရပါတယ်ဖန်စီရရှိမှုအတွင်းမှာကြော်ဆိုးသူဦးရဲ့ကားထဲကနေပြီးတော့ပစ္စတိုတလက်နဲ့9မီလီမီတာကြီးစံတွေကိုပါတွေ့ရှိခဲ့ရပြီးတော့အခွန်အခကိစ္စများအပါအဝင်အင်ချမ်းမြေလုပ်ငန်းတွေကိုပါစစ်ကောင်စီနဲ့အကျိုးတူပူးပေါင်းလှုပ်ဆောင်လျက်ရှိကြောင်းကိုစစ်ဆေးမေးမြန်းသိရှိခဲ့ရတယ်လို့သိရပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းကလည်း ်မုံရွာမြို့နယ်စေကောင်စီအုပ်စုလက်အောက်ခံမြို့နယ်လာဝကဒူးဦးစီးမှုနယ်စေကောင်စီအုပ်စုပိုင်းအင်းဝဘန်မန်နေဂျာတို့ဖမ်းဆီးခံခဲ့ရသေးတယ်လို့စေကောင်စီအုပ်စုကသတင်းဖြန့်ထားတယ်လို့သိရပါတယ်။တစ်ချိန်တည်းမှာပဲစေကောင်စီအုပ်စုကလည်းမုံရွာမြို့အနှံ့ပြည်သူတွေကိုဖမ်းဆီးငွေညစ်ပြစ်ခတ်တပ်ဖြတ်တာတွေကိုကျူးလွန်နေကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးမြို့ချမ်းရည်သာဆန်မြို့နယ်မှာလေပြင်းတိုက်ခတ်ပြီးတော့တင်းကြံကြောင်းစိုင်းပုတ်မုတ်ဦးတစ်ခုပြုတ်ကျရာကားတစ်စီးပျက်စီးသွားခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဧပြီလ9ရက်နေ့ည9:20မိနစ်အချိန်မှာမန္တလေးမြို့မှာလေပြင်းတိုက်ခတ်ခဲ့ရာချိုင်းအီတာဇံမြို့နယ်26လမ်း83လမ်းတောင်မှာရှိတဲ့တင်းညာကြောညာမုတ်ဦးဆိုင်ဘုတ်တစ်ခုပြုတ်ကျခဲ့ရာဆိုင်ဘုတ်အောက်လမ်းပေါ်မှာရပ်ထားတဲ့ကားတစ်စီးပေါ်ကိုပြုတ်ကျခဲ့ပြီးတော့ပျက်စီးခဲ့ရတယ်လို့သိရပါတယ်။လေကခဏလေးပဲတိုက်တာလေကပဲပြင်းလို့လားဆိုင်ဘုတ်ကပဲမခိုင်းတာလားတော့မသိဘူးလို့မန္တလေးမြို့နယ်ပြည်သူတို့ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။အခုလိုမျိုး မြန်မာနိုင်ငံတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရိတ်သတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။